ါဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်နဲ့လူမျိုးပေါ်မှာထားတဲ့ဘူပီကျော်ရဲ့ခန်းစားချက်လေးပြောပြပါဦးငယ်ငယ်လေးတည်းကငါနှလုံးသားထဲမှာဆွဲနေတာကဟုတ်ကဲ့တက်မတော်သားမိတက်မတော်သားဖဩဟုတ်ကဲ့လေးစားပါတယ်အခုဘူပီကျော်ဘာဖြစ်ချင်တယ်ဆိုလေးပြောပြပါဦးမိပါမယ်တယောက်ဖြစ်ချင်ပါတယ်ပြဒနာတတော်မဲ မိဘမဲ့ခနေတွေကိုကိုညီစောက်ရှောက်ချင်ပါလေတော်တော့အဲ့လိုကြားလိုက်တာမဟုတ်ဘူးပြဿနာတတ်တမဲโอเคโอเคအိုးကျွန်တော်တို့ငင်းငင်းပွဲတော်လာပြီးတော့ဒီလိုအားပေးလာကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်โอเคအခုကျွန်တော်တို့ဘာပွဲလဲတာငင်းငင်းပွဲပါဟုတ်ခုံနောင်လူအော်ဒါကျွန်တော်ကိုခုံလေးနဲ့ကိုထိုင်တာโอเคဟိုလေကျွန်တော်တို့တက်မတော်တဲ့ဝင်ရတဲ့ရည်ရွယ်ချက်လေးပြောပြပါဦးတက်မတော်တဲ့ဝင်ရတဲ့ရည်ရွယ်ချက်ကတော့နိုင်ငံတော်ကိုကာကွယ်စောက်ရှောက်ခြင်းလို့ပါโอเค လေးစားပါတယ်ဘာဖြစ်လို့လဲဆိုတော့ငယ်ငယ်လေးတည်းတက်တည်ရှိဟုတ်ကဲ့တက်တည်ကြောင်းကတော့မပြောနဲ့နော်ဟုတ်ကဲ့ဘိုလ်ချုပ်လို့စိတ်တက်မျိုးပဲဟုတ်ကဲ့ပါဟုတ်ငါတို့တိုင်းပြည်နဲ့လူမျိုးဖခင်ဘိုလ်ချုပ်အောင်ဆန်းဟုတ်ကဲ့ဘိုလ်ချုပ်အောင်ဆန်းဟုတ်ကဲ့ပါဘာပြောခဲ့လဲဘာပြောခဲ့လဲမြန်မာချင်းချင်းစီးလုံးကြပါညီညွတ်ကြပါရှင်ချင်းကတ်ကြပါကြောချင်းကတ်ကြပါ စိုက်ကားစီးကြပါပါဆိုင်လို့တော့ဗျာစိုက်ကားစီးမှာကြောချင်းကတ်မှာရှာမရှင်နဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ โอเคဘသူစိတ်ဝမ်းခွဲခွဲကိုမကွဲပါနဲ့ဘသူစိတ်ဝမ်းခွဲခွဲကိုမကွဲပါနဲ့စိတ်ဝမ်းခွဲရင်ဘာဖြစ်လဲစိတ်ဝမ်းခွဲရင်ဘာဖြစ်တော့စိတ်ဥတွေထွက်လာမှာပေါ့မနောက်နဲ့တေချာပြောပါဟုတ်ကဲ့တတိရှိတယ်โอเค1949ဇူလိုင်16မှာโอเคဘိုးချုပ်အပါဝင်အာဇာနည်ကိုဦးโอเคရဲရဲဆက်ဆက်တနက်နဲ့ပြစ်ခံခဲ့ရတာအလုံးကြံခံခဲ့ရအဲ့ဒီချိန်ကဘိုးပြေကျော်မရှိလို့ဘိုးပြေကျော်ရှိငါဘာပြစ်ခံရတာပေါ့ ငါကာကွယ်မယ်ငါကာကွယ်မယ်โอเคโอเคကျွန်တော်တို့ငင်းငင်းရေးရေးနဲ့ပတ်သက်တာလေးကျွန်တော်တို့ဆွေးနွေးမယ်โอเคခုခုံလေးကိုယူပြီးတော့ထိုင်ပေးပါမင်းတို့စီကံမရှိကြဘူးဘာဖြစ်လို့ဘာဖြစ်လို့လဲဆိုတော့ပမာရရဲ့စိတ်တက်တာတခြားနေမှာသွားပြီးတော့တောနေတယ်တကယ့်နေကကျွန်တော်အသုံးမချဘူးလွတ်လပ်ရေးရဲ့အရာတာကိုခံစားစံစားခြင်းနဲ့ဆိုလို့ရှိရင်စီကံရှိကြဖို့လိုချင်တယ်ဆိုတာကျွန်တော်ခဏပြောခဲ့ခြင်းတယ်အဲ့ဒီတော့ကတိုင်းရင်သားချင်းချင်းညီညွတ်ရေးတိုင်းရင်သားလူလူညီညွတ်ရေးစာဖတ်သမားတို့ညီညွတ်တုံးမလို့ခြင်းမဟုတ်ဘူးတိုင်းရင်သားချင်းချင်းညီညွတ်ရေး တိုင်းသူပြည်သားလူလူညီညွတ်ရေးအဲ့ဒီညီညွတ်ရေးမရှိတဲ့မြာကာလပတ်လုံးကျုပ်တို့နိုင်ငံကဘယ်ပါတီပဲအစိုးရတက်တက်ဖာတဲ့အတိုင်းပြည်ပဲဖြစ်နေမှာပဲလို့ကျွန်တော်ခဏပြောခဲ့ချင်လက်ခုပ်ဆက်တီးထားပါကျွန်တော်ခုံသွားယူလိုက်အောင်မယ် ပိုကြောက်အောင်ဆန်ကိုခုံကိုယူထိုင်ရတယ်လို့တခါမှမကြဘူး။ခင်ဗျားကဟိုဒီစိတ်တက်ပဲထားတာလေ။ Okay okay ။ Okay ကျွန်တော်တို့အားလုံးဆွေးနွေးလို့ရပါတယ်။တိုင်းတိုင်းဆုံးလင်းပြီးဖြစ်တဲ့အတွက်ကျွန်တော်ဘာများဆွေးနွေးခြင်းလဲဆိုတာရှမ်းကြီးကနေပြီးတော့စပြီးတော့ကျွန်တော်အရင်စပြောခြင်း။ Okay ကချင်းပြောပါပြောပါ Okay okay ။ကျွန်တော်အရင်စပြောခြင်း။ Okay ပြောပါကျွန်တော်တို့ဖွင့်ပွဲလေးကိုလုပ်ပေးပါလားလို့။အော်ကျွန်တော်တို့ဖွင့်ပွဲကတော့ကျွန်တော်တို့တခြားဖွင့်ပွဲတွေနဲ့မတူဘဲနဲ့ကျွန်တော်ဒီလိုလုပ်ရင်မကောင်းဘူးလား။ Okay ဗျာ။ကျွန်တော်တို့ နိုင်ငံကောင်းဖို့အတွက်ကျွန်တော်ရည်ရွယ်ပြီးထားတယ်နိုင်ငံရေးဥတီချက်၄ရက်လေးနဲ့ကျွန်တော်တို့ဖွင့်လိုက်ရအောင်ဟမ်ဟမ်အဲမဟုတ်ဘူးမကောင်းပါဘူးဘာဖြစ်လို့ကြော်လိုက်ပါဟမ်ကြော်လိုက်နေနေလိုက်ပါနေလိုက်နေနဲ့ကြော်လို့မရဘူးကျွန်တော်တို့ကဒါလူကိုယ်တိုင်ပြောအဲပမာကောက်ဒါနင်အဲ့ဒါဆက်မပြောနဲ့ဆက်ပြောရင်ခေါင်းဖြတ်မှာနော် तू ပြောသလိုကြော်ဆိုကြော်မကြော်နဲ့ငါခေါင်းဖြတ်မှာရပြီရပြီဟုတ်ကဲ့ဟဲ့ तू ပြောတဲ့ဥစ္စာကိုလွတ်လိုက် နေပြီးတော့ကိစ္စနေငိုင်းမြင်မြတ်တော့ရှင်းအောင်ဟာသူကတမျိုးကွာပြဿနာတက်တော့မင်းဟိုနိုင်ငံရေးဥတီချက်လေးရက်လေးနဲ့ဖွင့်အောင်ကျွန်တော်တို့ဒီကဘိုးပြီးကျော်မြတ်ရလာမသိဘူးခင်ဗျားတို့ဗျာမြန်မာနိုင်ငံသားတွေဖြစ်ပြီးနိုင်ငံရေးဥတီချက်လေးရက်တော့မရဘူးနားမလည်ဘူးသူတို့နိုင်ငံရေးဥတီချက်လေးတော့မရကြဘူးဩโอเคဘိုးပြီးကျော်ရတယ်မလားဒီလာကနေမှကြက်လာဘယ်လိုကြက်လာတာတော့ကဲပြီးတော့ခွေ200ဘေးရတယ်ငှားပြီးကြက်လာဟုတ်ဟုတ်ဟုတ်โอเคโอเคအခောက်ခောက်ခါကပြန်ကြက်ကလည်းမကြက်ချင်လို့မဟုတ်ဘူးဘာဖြစ်လို့လဲခင်ဗျားတို့နိုင်ငံရေးဥတီချက်လေးရက်က ပြင်မဲပြင်တော့မလိုလိုဒီတိုင်းမဲထားတော့မလိုလိုโอเคကျွန်တော်တို့ဟာကြက်ပဲကြက်ရတော့မလိုလိုအဲ့ဒါကကျွန်တော်တို့ကြားတာကလွတ်တော်ထဲမှာဒီကိစ္စကိုလည်းကျွန်တော်တို့အရေးကြီးနဲ့ဆွေးနွေးနေပါတယ်ဆွေးနွေးရင်အစ်စ်မကကြက်မဲဒါကြီးကတော့မကြိုက်လို့မကြက်ဘူးဟာဟာ ဟိုကျွန်တော်ဒီတိုင်းလေးပဲလေဖွင့်ပွဲကတော့ကျွန်တော်ကိုဟိုဒီတိုင်းလေးပဲရှိပြီးသားလေးနဲ့ပဲကျွန်တော်ဖွင့်လိုက်အောင်ကျွန်တော်အားလုံးမရတဲ့အတွက်ဟိုဘိုဘီကျော်ကနေကျွန်တော်ဒီနိုင်ငံရေးဥတီချက်လေးကိုတိုင်ပေးပါလို့ကျွန်တော်နိုင်ငံရေးဥတီချက်ကိုတိုင်ပေးမယ်ဖွင့်ပွဲအတွက်ဟုတ်ကဲ့ရှေ့ရဆုံးမယ်နောက်ကလိုက်ဆုံးဟုတ်ကဲ့နိုင်ငံရေးဥတီချက်လေးရဲ့နိုင်ငံရေးဥတီချက်လေးရဲ့နိုင်ငံတော်တည်ငြိမ်ရေးရှက်ရွာအေဂျင့်တာယာရေးနဲ့ရှက်ရွာအေဂျင့်တာယာရေးနဲ့တရားဥပဒေစိုးမိုးရေးတရားဥပဒေစိုးမိုးရေးအမျိုးမျိုးသားစိတ်သက်ပြန်လဲ စီလုံးညီညွတ်ရေအမျိုးသားပြန်လဲစီလုံးညီညွတ်ကိုင်မာဒီပွဲစည်းကုန်ချေကဥပဒေဖြစ်ပေါ်လာရေဖြစ်ပါလာသည့်ပွဲစည်းပုံချေကဥပဒေတင်းနေအရင်တင်းပြီးဖွံ့ဖြိုးတိုးတက်နိုင်ငံဒီလိုဒီလိုခမားတို့ကလေကိုကြိုက်တဲ့နေရာလေးကိုရွေးချက်ထားကြတာလားဟုတ်လားဟလာအစာဆုံးကြက်တော့ခင်ဗျားတို့ဘာဖြစ်မှဆိုလို့လဲကိုကြိုက်တဲ့နေရာလေးကိုရွေးကြက်ထားကြတာ နိုင်ငံရေးဥတီချက်ကငါတိုင်နေတာလားမင်းတို့တိုင်နေတာအဲကျွန်တော်ဘသူတိုင်နိုင်ဆုံးသွားပြီဖြစ်တဲ့ကျွန်တော်ရတယ်ကိုယ့်နယ်လေးကိုပြန်လုံးတော့ရပါတယ်ကိုယ့်နယ်လေးကိုရပါတယ်ဟုတ်ပါတယ်လိုပဲရောချလိုက်ဘယ်သူသိမှာဟုတ်ကဲ့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 ဟောဒီတော့ကျွန်တော်တို့ဆက်ဆွေးနွေးလို့ရပါပြီကျွန်တော်ဘသူကဆက်ပြီးတော့ဆွေးနွေးမှာကျွန်တော်ပြောကျင်ပါတယ်ဟုတ်ကဲ့မြေမြုံပိုင်းနဲ့ပတ်သက်တာပေါ့နော်တစ်ချိန်တုန်းကဟုတ်ကဲ့တစ်ချိန်တုန်းကကျွန်တော်တို့ရွာအရှေ့ပိုင်းကိုဟုတ်ကဲ့တပုံမီးလျှော့တယ်အော်ဒါတနာစရာဗျာအနောက်ပိုင်းကိုလည်း တပုံမီးလျှို့တယ်လူတွေအသေးပြောက်များကြတော့မှာတောင်ပိုင်းနဲ့မြောက်ပိုင်းကိုလည်းတပုံမီးလျှို့တယ်အဲ့ဒီလိုလေးပုံပုံပြီးမီးလျှို့လိုက်တာကျွန်တော်တို့ရောမှာအမိုက်တွေကုန်သွားပါတယ်အမိုက်မီးလျှို့တာကိုပြောနေရလားအဲမီးကိုတော့နည်းနည်းမှွန်တာပေါ့လေမြေမြုံပိုင်းနဲ့ပတ်သက်တာကျွန်တော်တခုပြောချင်ပါဟုတ်ကဲ့တုတ်တုတ်ရှမ်းပြည်ကိုဟုတ်ကဲ့ရန်ကုန်ကစီတူဘူးတွေမရောက်တာကြာပါပြီဟုတ်ကဲ့စားကြည့်လို့ပြောတာမဟုတ်ပါဘူး ။ဘာဖြစ်လို့ပြောတာ။မီးကွက်လုတ်ချင်လို့။ဟာ။ကျွန်တော်တို့ရှမ်းပြည်ကိုရန်ကုန်ကတည်င်းစာတွေမရောက်တာကြာပါ။ဟုတ်ကဲ့ကြာပါပြီ။ဖတ်ချင်လို့မဟုတ်ပါဘူး။ဟုတ်ကဲ့ဘာလို့ဖို့ဆက်လက်ဟာငါးကောင်ကယူရတဲ့တောင်းဝင်ကမြေမြုံပိုင်းပပျောက်ရေးဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။အဲ့တော့ဒီမြေမြုံပိုင်းပပျောက်ရေးဆိုတဲ့အစီအစဉ်ကိုဟာငါးကောင်ကတောင်းဝင်ယူတော့မြေမြုံပိုင်းနဲ့ပတ်သက်တဲ့ ခံစားနေရတဲ့ပြည်သူတွေအကြောင်းလောက်ပဲသိပြီးအတွင်းကြကြကိုကျွန်တော်တို့တွေအားလုံးတဦးတယောက်မှ မသိပါဘူးဒီတော့ကျွန်တော်ဟာနာမောင်ကြီးကိုတိုင်ပင်လိုက်တဲ့အခါကျတော့ကျွန်တော်မြန်မာနိုင်ငံမှာပြည်တွင်းစစ်တီဖြစ်နေတဲ့အတွက်စစ်ပွဲတွေဖြစ်နေတဲ့တိုင်းရင်းသားတွေကျွန်တော်တို့ကချင်ပြည်ကရင်ချင်းပေါ်မြန်မာရခိုင်ရှမ်းဒီစစ်ပွဲတွေကိုရပ်တန့်ဖို့အတွက်သူတို့တွေနဲ့ကျွန်တော်တို့အားလုံးတိုင်ပင်မယ်ဆိုပြီးဟာနာမောင်ကြီးကိုတိုင်ကျွန်တော်တို့ဆွေးနွေးလိုက်ကြပါတယ် အဲ့တော့ကျွန်တော်တိုင်းရင်းသားအားလုံးကျောင်းမြန်မာနိုင်ငံကတိုင်းသား၈ဦးကိုဖိတ်ခေါ်ပါတယ်ကျွန်တော်တို့မြေမြုံမိုင်းစင်းဒီဘွဲတင်ငင်းငင်းဘွဲတော်တော့အခု၄ဦးသာတက်နိုင်ပါတယ်ရှမ်းတိုင်းရင်းသားကြီးရဲ့ကရင်တိုင်းရင်းသားကြီးရဲ့ကချင်တိုင်းရင်းသားကြီးရဲ့ဗမာအစိုးရဘက်ကပဲဖြစ်ပါတယ်ကြမ်းတဲ့၄ဦးကိုတော့သူတို့ကိုယ်တိုင် မိုင်းထောင်ခဲ့တယ်လို့လည်းပြောပါတယ်အဲ့တော့ကျွန်တော်တို့လာတဲ့၄ဦးနဲ့ပဲကျွန်တော်ဒီကိစ္စတွေဆက်လက်ပြီးတော့ဆွေးနွေးမှာပဲဖြစ်ပါတယ်ဥစ္စာဗမာကျွန်တော်ငင်းငင်းဘွဲတော်ကိုတက်ရောက်လာတာကတော့ရှမ်းတိုင်းရင်းသားကြီးပဲဖြစ်ပါတယ်ခင်ဗျာ ရန်တိုင်းသားကိုလက်ဖောက်တန်လေးနဲ့ကျေးဇူးပေးပါဦးဗျာဖြင်းယူတော်တဲ့ကောင်းတဲ့ညီတွေနဲ့ဝိုင်းလို့ကစီထားတဲ့မော်ကြီးဟုတ်ဟမ်ယူရန်တိုင်းသားကြီးခင်ဗျားကိုကျွန်တော် AMTV4 ဟို Channel 7ကလွှင့်နေအိမ်မက်ဆောင်ရမှာတချင်းဆိုဖို့လာပြန်ခိုင်းတာမဟုတ်ဘူးဘာဖြစ်လို့တချင်းဆိုတာရှမ်းမျိုးသားမန်တိအောင်လို့ ရှမ်းသချင်းဆိုတာအော်ရှမ်းသချင်းလေးကိုရှမ်းပြတာသိပါတယ်ရှမ်းပြတိုင်းဒီဝိစုံဝတိုင်းဒါရှမ်းတိုင်းတိုင်းဆိုတာသိတယ်အဓိကတော့ကျွန်တော်တို့ဆွေးနွေးရမှာမြေမြုံမိုင်းနဲ့ပတ်သက်တာဆွေးနွေးရမှာမဖြစ်မနေရှမ်းတိုင်းတိုင်းရဲ့သချင်းဆိုတာဝါသနာပါလို့သချင်းဆိုခြင်းလေဆိုရင်လေမြေမြုံမိုင်းနဲ့ပတ်သက်တာဆိုအော်မိုင်းပါတဲ့သချင်းဆိုရမှာမိုင်းပါတဲ့သချင်းဆိုအော်ရတယ်ရတယ်ရတယ်ရင်ငန်ရေးဆွေးနွေးပွဲကိုရှမ်းပြည်ကရောက်လို့နှွဲရောက်လို့နှွဲဟေးရောက်လို့နှွဲရောက်လို့နှွဲဟေးရောက်လို့နှွဲဟေး မြေမြုံမိုင်းတို့လက်ဆောင်ပွဲကင်းထဲမှာဖောက်ရအောင်ဟေးဖောက်ရအောင်ဟေးဖောက်ရအောင်ဟေးဘာဘာလဲငါပြောနေလားမြေမြုံမိုင်းတို့လက်ဆောင်ပွဲကင်းထဲမှာဖောက်ရအောင်ဆိုတာပါသေးတယ်ကိုပြီးစီစီကားကားဖြစ်မင်းမစီချင်ဘူးမစီချင်ဘူးအကုန်လုံးလက်ပြီးထွက်ပြေးရမှာရှိုင်းရှိုင်းနာမည်လေးနဲ့မိတ်ဆက်ပြေးရအောင်ကျွန်တော်စိုင်းတိုးကျော်ပါအော်စိုင်းတိုးကျော်โอเคကျွန်တော်တို့အခုအဓိကတော့ကျွန်တော်ငိမ့်ငိမ့်အတွက်ကျွန်တော်တို့ဆွေးနွေးကြမယ်ကျွန်တော်တို့ဟာငါးကောင်ကတောင်ဝင်ယူလာတဲ့မြေမြုံမိုင်းနဲ့ ပတ်သက်တာတွေပေါ့နော်မိမိမိုင်းပပျော်ကြီးတွေကျွန်တော်ဆွေးနွေးကြမယ်အဲ့တော့ရှမ်းကြီးကျွန်တော်တို့ငိမ့်ချိုင်းကြီးပွဲတော်ကိုဘယ်ကနေပြီးတော့လာပြီးတော့ကျွန်တော်တို့ဒီကိုတက်ရောက်တယ်ဆိုတာလေးပြောကြပေးပါဦးကျွန်တော်ရှမ်းပြည်နယ်တောင်ကြီးကလာတာဘယ်ကလာလာတောင်ကြီးရန်ရန်မပြောနဲ့အန္တရာယ်ရှိတယ်ဟာတောင်ကြီးလေတောင်ကြီးဘာအန္တရာယ်ရှိအန္တရာယ်ရှိတယ်တိတ်တိတ်နေဘာဖြစ်လို့အန္တရာယ်ရှိတောင်ကြီးရင်အန္တရာယ်ရှိတယ်ဆိုတာခင်ဗျားမသိဘူးလားတောင် ော်သဘောပေါက်ပြီမပူနဲ့မပူနဲ့ဘာဖြစ်လို့လဲမပူနဲ့ဒို့တောင်ကိုဒီကောင်နေမဝယ်လဲမဝယ်ရဲဘူးတက်လဲမတက်ရဲဘူးခင်ဗျားတို့တောင်ကဘာတောင်တို့မီးတောင်လေမီးတောင်တော့ဘယ်သူကဝယ်မှာလဲโอเคโอเคကျွန်တော်တို့ခန်းသားကိုတက်ရောက်တဲ့အတွက်ကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကျေးဇူးတင်โอเคဆိုင်းတို့တိုင်းရင်သားလူမျိုးတွေထဲမှာရှမ်းလူမျိုးโอเคတကယ်နာမည်ကျော်ကြားခဲ့တဲ့လူမျိုးတော့သူလဲကောင်းနေအများကြီးထွက်တာလေသူရဲကောင်းနေထွက်တဲ့လူမျိုးโอเคโอเค ဝင်းတိုးစော်ဘွားဦးအောင်မြတ်ကြားဘူးလားအာကျွန်တော်သိတာဗောဝင်းတိုးမှနေတာလေခမရောအေးလည်းမခေါ်ဘူးလားတခါမှမခေါ်ဘူးဝင်းတိုးစော်ဘွားဦးဝင်းတိုးမှနေတော့သိတာဗောခမရတေချာပြောပါပဲမနောက်ဘူးဟုတ်ကဲ့ပါချိတ်လိုက်လိုက်ပြီဟုတ်ကဲ့ဟုတ်ကဲ့မိုင်းပုံစော်ပွားဆက်ဆန့်ခွန်းသာကြားဘူးလားဟာကြားဘူးတော့ငငယ်သေးရသူရဲကောင်းကြီးစောက်ထဲမှာတင်ရတယ်သူနဲ့အတူဟုတ်ကဲ့သူရဲကောင်းနောက်တစ်ယောက်ပေါ်လာတယ်ဘသူတို့မိုင်းပုံစော်ပွားဆက်ဆန့်တိုးဆိုတာကြားဘူးလားကြားဘူးပါဘူးဘယ်ကြားဘူးလဲရှိမှမရှိတာ မရှိတာကိုမပြောပါနဲ့မရှိတာကိုမပြောနဲ့โอเคကျွန်တော်ပြောတယ်တစ်စက်ကိုပိတ်ထားဟုတ်ကဲ့ scientist sign science sign more scientific ကြားဘူးလားအဲ့ဒါသူရဲကောင်းနေလားအဆိုတော်တည်းအဆိုတော်တွေကိုသိတယ်သူရဲကောင်းနေကြောင်ကောင်ပြမဲ့သူရဲကောင်းစိတ်သက်ရှိတယ် science sign ခန်းလိုက်တော့ခုနကပချင်းလာဆိုတယ်တွေ့လားရှမ်းတိုင်းရင်းသားတွေဘက်ကတီးဆိုသွားပြီးတယ်ကောင်ကောင်ပြောရရင်ရှမ်းပြည်စွမ်းနိုင်ကောင်းပြီးတယ် တက်ပြီးစောင်းနိုင်မှာပါလိုက်ခင်ဗျာဗီဒီယိုသျောဆောင်နေရုပ်ရှင်သျောဆောင်နေပဲပါလဲတော့โอเคကျွန်တော်တို့ဒီရှမ်းပြည်နယ်ရဲ့ကိုစားပြုပေါ့နော်ဟိုတက်ရောက်လာတာကျွန်တော်ငင်းငင်းရေးပွဲတော်ကဂုံယူပါတယ်ဂုံယူပါတယ်အခုကျွန်တော်တို့နိုင်ငံမှာမြေမြုံမိုင်းနေနေပတ်သက်တဲ့ခန်းစားချက်တွေပေါ့နော်ကျွန်တော်တို့ဟိုလက်နဲ့ရှိတဲ့လူချင်းလက်နဲ့ရှိတဲ့လူချင်းတိုက်တဲ့အခါမှာအပြစ်မဲ့တဲ့ပြည်သူတွေကဂျားထဲမှာမြေစာပင်လိုခန်းစားနေရတယ်ဒီတော့ဒီမြေမြုံမိုင်းတွေပပြောက်အောင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတော့အတိကိစ္စပြောဖို့လာတာဟုတ်ကဲ့ဟုတ်ကဲ့မြေမြုံမိုင်းကိစ္စပြောဖို့လာတာဟုတ်ကဲ့ပါမြေမြုံမိုင်းကဗမာထောက်တာလေ မြေမြုံမိုင်းဆိုမှာတော့မြေကြီးမှာထောင်တာအေးမြေကြီးမှာထောင်တာဟုတ်ကဲ့မြေမြုံမိုင်းပတ်တအောင်တစ်ခုပဲရှိတယ်ဘာရှိတယ်ဥပိုင်ကိုအကူညီတောင်းပါဥပိုင်နဲ့ဒီမြေမြုံမိုင်းနဲ့ကဘာဆိုင်လို့လဲသူ့ကိုအကူညီတောင်းပါမယ်ဘာလို့ရန်ကုန်မာကြီးပဲလှက်ပက်ဝယ်ပြီးသိမ့်မနေပါနဲ့လို့တို့ရှမ်းပြည်ကချောင်ချိုချောင်ကြားလေးလာသိမ့်လိုက်ပါလို့ ဒီမြေတွေကြောင့်ဒုက္ခရောက်နေတာအဲ့ဒါမြေကြီးသူတော့သိမ်းလို့မရှိတော့ရင် မိုင်းလက်ထောင်ပြနေရမရှိတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ဒါလေးကိုကျွန်တော်တို့ဒီ channel ထဲမှာကျွန်တော်အခုဆိုဥစားကနာကိုကျွန်တော်ဒါလေးအကြံပြုပြီးတော့ကျွန်တော်တို့ဒီဥပိုင်ကိုကျွန်တော်အခုညီတောင်းပေးပါမယ်ဥပိုင်ကိုပြောပေးဟုတ်ကဲ့ရှမ်းပြည်ကကြောင်ကြောင်ကြောင်ကြားမြေတွေပါလာဝယ်ပေးဖို့သိမ်းပါလို့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့သိမ်းကြံနေရလည်းမရှိတော့တော်ပါပြီဟာရှိတော့ဟုတ်ကဲ့ကျွန်တော်တို့ညီညာပွဲတော်တက်တဲ့အတွက်ဂုဏ်ယူပါတယ်ပင်နမ်းမထိုင်ရမယ် ဲဟိုမှာဟိုမှာကိုခုံကိုယူပြီးထိုင်လိုက်တာကျွန်တော်တို့ကကိုထူကိုဒါစနစ်ပဲညီငယ်ရေးဆွေးနွေးပွဲကိုခုံကိုယူကွာကျွန်တော်တို့ကအရေးချောင်းဆိုခုံလူဖို့ပဲဆက်လက်ပြီးတော့ကျွန်တော်တို့ရဲ့ညီငယ်ရေးပွဲတော်ကိုတက်ရောက်လာတာကတော့အိမ်ကြီးရရလေးထိုင်ဆက်လက်ပြီးဖင်စီကလုံးချင်လို့တော်တော်ရှမ်းပြည်ကိုရန်ကုန်ကမော်တယ်ကလေးတွေမရောက်တာကြပါဘူးဟုတ်ကဲ့စားကျင်လို့မဟုတ်ပါဘူး င်စီကန်လောက်ချင်ဟာဘယ်ဖင်စီကန်နေသွားလို့ပါလေကွာဟမ်မင်းတို့လည်းမင်းတို့လည်းကိုဆွေးနေခိုင်းနေတာကမင်းငင်းငုံမိုင်းဟုတ်ကဲ့မင်းတို့ဘာတလို့ဆွေးနေနေရဟုတ်ကဲ့ဟမ်မင်းငါနေပြီးတော့ကိစ္စဘယ်လိုလုပ်နေဦးဟမ်ဟမ်ဘာနေဦးလဲဘာဖြစ်လို့လဲဘာထိုင်ဦးလဲဘာဖြစ်လို့လဲမင်းငါကိုအဲ့လိုမျိုးမလုပ်နဲ့နော်ဘာဖြစ်လို့အဲ့ဒီကိစ္စကိုရှင်းမင်းရှင်းပေးမရှင်းပေးငါတမရရှိသွားမှာနော် ဘယ်သမရသွားမလဲသမရရုပ်ရှင်ုံလေးထည့်ပြောပါဟဲ့နော်ဟာကိုကြီးပြဿနာတက်လိမ့်မယ်ဒီနေပြီးတော့အနီးတဝိုက်မှာသမရရှိတယ်ဆိုတော့ငါကောင်းကောင်းသိနေတယ်နော်သိထိုင်တော့မင်းမဆိုင်တာတွေမပြောကြနဲ့ဟုတ်ကဲ့အဲ့ဒီလိုမဆိုင်တာပြောချင်းဆိုထုတ်ဒီနေ့ကပသိမ်ဘက်ကိုရောက်တဲ့ခါမဲဟုတ်လားအဲ့ဒီမှာလေပြိုင်ပွဲတွေတွေ့ရဟုတ်လားဒစီနဲ့ဒစီစတင်တာထွက်လာကမဖြစ်ကတော်တော်လေးကိုကြည့်လို့ကောင်းပါလားဟုတ်လားရှင်းသောကတေကလည်းတို့တင်းတော့နိုင်ပါပြီကွာဆိုပြီးတက်မှကြွားတာကြွားတာအဲ့ဒါဗမာတွေရဲ့စောက်ချင်းဟုတ်လားကျန်ခဲ့တဲ့လေကြတော့လေ တို့အတင်းတော့ရှုံးပါပြီကွာဆိုပြီးတဲပြီးတော့မလော်ကျင်ညာဘူးဟုတ်လားအဲ့ဒါကြုံဖြစ်မစိတ်တဲ့အဲဒါလို့စောက်ကျင်နေရှိနေသမျှကာလပတ်လုံးမယ်ကျုပ်တို့ဗမာပြည်ကြီးမယ်ဘလို့ပဲလွတ်လပ်ရေးအတွက်ကြိုးပမ်းကြိုးပမ်းဟုတ်လားဘလို့ပဲပြန်လဲထူထောင်ရေးတွေလုပ်လို့ဟုတ်လားစကားရိုင်းရိုင်းပြောရလို့ရှိရင်စကားရိုင်းရိုင်းပြောတယ်ဆိုတော့ကအဲ့ဒါလို့ပြောမှပိုးပြီးတော့မှတ်မိလွယ်မှာမဟုတ်လို့ဟုတ်လားအဲ့ဒါလို့စောက်ကျင်နေရှိနေသမျှကာလပတ်လုံးကကျုပ်တို့ဗမာနိုင်ငံကြီးဟာဖာတယ်လို့နိုင်ငံကြီးပဲဖြစ်နေမှာပဲလို့ကျွန်တော်ပြောချင်တယ် โอเคဟုတ်လားဟုတ်ပါပြီဟုတ်ပါပြီโอเคကျွန်တော်တို့ဒီမြေမြိုင်းနဲ့ပတ်သက်တာတွေပြည်သူတွေခံစားနေရတယ်ဗျာကျွန်တော်တို့အဲ့ဒါလေးပဲဆွေးနွေးကြရအောင်ကျုပ်တကယ်ကျုပ်ပြောခြင်းပါကျုပ်စိတ်ကိုတော်တော်မုန်းနေပြီရှင်းရှင်းပြောမယ်ဗျာကျုပ်ရေတောက်လို့တောက်ရေအိုးတဲ့ရေထဲ့တောင်ရေစစ်မခံမဲ့တောက်ခဲတဲ့ကောင်ဒါဆိုနင်တို့မေးနင်တို့ဘာလို့စိတ်ကိုတိုက်လဲငါ့ကိုမေးငါတို့ပြည်နယ်လွတ်မြောက်ဖို့ 俺这边的领导也叫我俺带你一下的，他把这，你弄俺这个，人家是的，全真把屁骂了，家里干人家没事的，没把皮丢的，也没有买点米，都给家里撇，老手嘛，都都给自家的工友赚。你弄爸妈是哪里？是哪里的？是人嘛，是不撇？买猫的天，这边那边撇，老手嘛，你弄是所有家背的，本身说的让了你个啥嘛的呢？喏，挨着。 ငါတို့ကြောင့်နင်တို့ကြောင့်ကြားရကမိဘမဲ့ပြည်သူတွေဒုက္ခိတရောက်တဲ့လူတွေကိုဘေအစိုးရကဘေစစ်တပ်ကထောက်ပံ့ခြေတွေအလှငွေတွေသွားပြီးတော့ထောက်ပံ့တယ်လို့နင်တို့ဘယ်ကြာနေဘယ်သတင်းသားမှာနင်တို့ဖတ်ဖူးကြလေတကယ်တော့သူတို့ကနင်တို့ငါတို့ကြောင့်ဖြစ်တာအဲ့တော့နင်တို့ငါတို့ကြောင့်ဒုက္ခတွေတွေဖြစ်သွားတဲ့ဒီဒုက္ခတွေတွေကိုနင်တို့ငါတို့တွေဘာလုပ်ပေးကြမှာလဲ နင်တို့ငါတို့တွေကဘာပြန်လောက်ပေးကြမှာလဲအဲ့ဒါကျွန်တော်လဲထောက်ခံကျွန်တော်တို့မြန်မာနိုင်ငံဆိုတဲ့အမိုးအကာကြီးတောင်းမှာတိုင်းရင်သားပေါင်းစုံနေထိုင်ကြလူမျိုးချင်းမတူတလို့နေမှုထိုင်မှုအစဉ်တန်းနည်းနည်းတော့ွာတာပေါ့မြန်မာနိုင်ငံမှာຫນွေမိုးဆောင်းရလို့၃မျိုးရှိຫນွေဆိုလဲအမတန်ပူပြင်းတဲ့ယာတီဥဒု ဘလောက်ပူတယ်လဲအခြေခံလူတန်းစားပဲသိမှာပေါ့မြင့်တဲ့လူတန်းစားတော့သိမလားဘယ်သိမတော့အဲရခွန်ခန်းနဲ့နေကြတာကိုမိုးတွေရွာတယ်လေတွေတိုက်အခြေခံလူတန်းစားပဲခံရမှာပေါ့မြင့်တဲ့လူတန်းစားခံရမလားအလုံးပိုက်တဲ့တိုက်ခန်းနဲ့နေကြတာကိုချမ်းတဲ့မြူနင်းနေကြတဲ့ဆောင်းနေရောက် အခြေခံလူတန်းစားပဋ္ဌာန်နဲ့အနှွေးတယ်မရှိဘူး။မြင့်တဲ့လူတန်းစားကဘယ်ခံရမလဲ။တတောင်လောက်ရှိတယ်။မို့ရဆိုတဲ့ဆိုဖာကြီးပုံမှာစိန်ခံနေကြတာ။ထားပါလူ။အခြားတစ်ဖက်မှာကြတော့တို့နိုင်ငံတို့တိုင်းပြည်တို့ပြည်နယ်လွတ်မြောက်ရေးဆိုပြီးဘာရေးညာရေးကြွေးကြော်တိုက်ပွဲတွေဆင်တက်ကြဖြတ်ကြမိုင်းနေထောင်ကြ။ဒါ우တစ်ဖက်နဲ့တစ်ဖက်မထီး။ ကြားထဲမှာသွာလာလှုပ်ရှားရုပ်ကစားတောက်နေကြတဲ့ပြည်သူလူထုတွေခလဲတငယ်တွေထိအဲ့ဒါခမားတို့ဘာလို့ပေးနိုင်ဒီဒုက္ခတွေတော့ခမားတို့ဘာလို့ပေးကြမှာတော့ကျုပ်သူ့စကားကိုကျုပ်ထောက်ခံတယ်ဝေးငါတို့နိုင်ငံမှာရှိတဲ့စစ်ဘေးသင့်တဲ့ဒုက္ခတွေတွေထောင်ပေါင်းများစွာဒီလောက်ပဲလာလို့နင်တို့မေးကြလိမ့်မယ်မကပါဘူးအများကြီးပါ အများကြီးပါဒါတွေမကသေးဘူးဟိုးတစ်ဖက်နိုင်ငံနေဆက်ယူရီးယားနိုင်ငံနေဆက်ရဲ့အမိုက်ပုံမှာအပြီးဆွဲပြီးတော့သူတို့ဘဝတွေရဲ့ဝန်ရည်အတွက်ဖြစ်ရှင်းနေကြတဲ့လူတွေသူတို့ဖြစ်နေတာဘာကြောင့်လဲဒီစစ်ဆိုတဲ့ဇကားလေးတစ်လုံးရောက်သူတို့ဖြစ်နေကြတယ်အေးပြီးတော့မိုင်းနင်တို့နင်တို့နင်တို့ကိုကောင်ပြောရင်ငါတို့ကိုယ်တိုင်ထောင်တဲ့မိုင်းငါတို့မထိပ်ပါဘူး ထိတ်တာပြည်သူပါဟမ်တေးကြတာပြည်သူပါကြားထဲမှာကွာလင်သေးလို့မဆိုးမှဖြစ်တဲ့သူတွေဒုက္ခိတဘဝနဲ့ခုတ်ကိုရမဲ့ဖြစ်နေတဲ့သူတွေစာတမြောက်ဘဝအရွယ်ရောက်နေတာတောင်မှစာတင်ဖို့အခွင့်အရေးမရနိုင်တော့တဲ့ကလေးငယ်တွေသူတို့တွေရဲ့အနာဂတ်သူတို့တွေရဲ့မျောလင်းချက်ကဘာပါလဲဟမ်ဘာပါလဲပြောငါကပြောလေပြော ဟာဒီပြိုင်တက်ကလည်းကျွန်တော်ကိုပြောသူတို့မျက်လင်းချက်ကဘာမှလဲဟုတ်ပါတယ်ဗျာဟုတ်ပါဟုတ်ပါကချင်တိုင်းရင်းသားကြီးကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ကချင်တိုင်းရင်းသားကြီးကြောက်ပါ င်္ဂလာပါအာမင်္ဂလာပါကျွန်တော်အစည်းအဝေးကိုနည်းနည်းနောက်ကျသွားတာခွင့်လွတ်ပါဘာဖြစ်လို့တော့ကျွန်တော်လမ်းမှာမိုင်းနေဝင်ထောင်နေလို့ပါဒါပြန်ပြီတယောက်ဒါပြန်ပြီခင်ဗျားဒါပါလို့တာလဲပါအစည်းအဝေးလဲမြေမြုံမိုက်ပပျောက်ကြီးလေအေးမြေမြုံမိုက်ပပျောက်ကြီးဆိုတော့ကျွန်တော်ဒီယူလိုင်းပြဿနာရှိမှဆိုတော့ကျွန်တော်လမ်းမှာတခါတည်းဝင်ထောင်ခဲ့တာပေါ့ဗျာအော်အပုံသုံးပလိုက်တာနောက်မလို့တော့တခါတည်းသုံးခဲ့တာဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟိုကချင်ဟိုတကချင်တိုင်းတိုင်းနာမည်လေးမိတ်ဆက်ပေးပါဦး ကျွန်တော်နာမည်ခွန်ပိုးလေးဖြစ်ပါတယ်။အော်ဟုတ်ကဲ့။ခွန်ပိုးလေးမဟုတ်ဘူးနော်။ခွန်ပိုးလေးကလူဆိုတော့။အော်ဒါခွန်ပိုးလေး။ခွန်ပိုးလေး။ဟုတ်ကဲ့ဟုတ်ကဲ့။ဟိုကချင်တိုင်းသားကြီးကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့ပွဲတော်လေးကိုလေကြွားရောက်အားပေးတဲ့အတွက်အခုကျွန်တော်တို့နိုင်ငံမှာဗျာဒီမေမြမိုင်းနဲ့ပတ်သက်တာတွေဖြစ်နေတယ်။အဓိကတော့ဒါတွေကကျွန်တော်တို့ပြည်တွင်းစစ်တွေဖြစ်နေတယ်။နေပါစက်ဖိုက်။ဒါဖြစ်လို့နေစစ်ကြောင်းမပြောနဲ့။စစ်ကြောင်းပြောရင်ငါရင်နာတယ်။စစ်ကြောင်းပြောနဲ့ငါကောင်းဖြတ်မှာနော်နေ။ဘာဖြစ်လို့ဘာဖြစ်လို့စစ် စစ်တောင်မှငါကချင်စစ်သားဖြစ်တာငါတော်တော်ရင်နာတယ်ဘာဖြစ်လို့လဲနေစင်းသားကြည်စမ်းရှေ့တန်းမှာနေတော့ပမာစစ်သားနဲ့ငါတို့ကချင်စစ်သားတိုက်ပွဲတွေဖြစ်တယ်ဟုတ်ကဲ့ငါတို့ကချင်စစ်သားတွေမြေမြုံပိုင်းထိတယ်ဟုတ်ကဲ့ဘာဖြစ်လဲခြေပြက်လက်ပြက်ဖြစ်တယ်နောက်ဆုံးမှာငါတို့ဒုက္ခတာဖြစ်ပြီးတော့ဒုက္ခတဲ့စခန်းပဲရောက်တာငါတို့မှာအဖတ်တင်တယ်နေတော့ပမာစစ်သားတွေကြတော့အဲ့လိုမဟုတ်ရှေ့တန်းမှာမိုင်းထိခြေပြက်လက်ပြက်ဖြစ်နောက်ဆုံးနောက်တန်းပြန်ရောက်ရင်စအုပ်လေးတော့အနည်းဆုံးပြန်ရောက်စားလို့ရဆိုမျက်မျက်မှတ်ထား အဲ့ဒါကိုလည်းကျွန်တော်ဦးသူရကိုပြောပြီးတော့ကျွန်တော်ဟာအတူမှမပြောနဲ့ဘာဖြစ်လို့နင်တို့ငါတို့ကိုဘာပြောခဲ့လဲတမရာကြီးဦးသိန်းစိန်ဟာကျွန်တော်တို့တမရာကြီးနဲ့ချီလိုက်ပြီတမရာကြီးကဘာတွေပြောတော့တမရာကြီးဦးသိန်းစိန်ဘာပြောခဲ့လဲဘာပြောခဲ့လဲငါမသိလို့နင့်မင်းနေတာလေညာနယ်လေးပါလေးဖက်တူလေးပါလေးခုနကတုံးကပြတယ်လေခုနတုံးမပြကားသေးဘူးဘာမှမပြကားသေးဘူးဟုတ်ကဲ့ဟုတ်ကဲ့ဘာပြောခဲ့လဲဟုတ်ကဲ့ဘာပြောလဲလက်နဲ့အစားလက်တော့လေးကင်ကြပါတဲ့ဟာအဲ့ဒါတမရာကြီးရဲ့ စကားဟုတ်တယ်လက်နဲ့တွေအစားလက်တော့တွေကင်ကြပါဒါမှကျွန်တော်နိုင်ငံကြီးများမှာနင်တေချာစဉ်းစားလေသူကတော့ကိုလက်တော့ကင်ခိုင်းတယ်ဟုတ်ကဲ့လက်တော့ဆိုတာဘာနဲ့တုံးရလဲမီးနဲ့တုံးရတယ်ဟုတ်ကဲ့မီးကိုတို့နေမပြောနဲ့နင်တို့ရန်ကုန်ကအထွက်ကို ARD တိုင်းဓနုဘူတို့ဟင်္ဒရာတို့ပတိန်တို့ငတိုင်းကျောင်းတို့မှာတော့ဗီဒီယိုကြည့်ကြည့်မီးဆက်နှိုးပြီးကြည့်နေရတဲ့ဘဝနော်ငါတို့တောချုံအောင်ကြဘယ်ကမီးရမှာတော့ အဲ့ဒါလွယ်တယ်ဘယ်လိုလုပ်လဲနင်တို့ကချင်ပြည်နယ်မီးလင်းအောင်နင်တို့ကချင်ပြည်နယ်ကိုနေပြည်တော်နားရွှဲလိုက်ကျွန်တော်ဆိုလိုချင်တာကမြေမြုပ်မိုင်းပတ်သက်ပြီးတော့ခေါင်းစဉ်မပြောင်းကြပါနဲ့ကျွန်တော်ကြောက်လို့ပါဘူးမနေဘူးတာဝန်ယူတယ်ပြောတာပဲအမေလည်းငပိကြော်တာညံ့တယ် တမျိုးတိတ်ဆက်မပြောနဲ့โอเคအဓိကတော့ကျွန်တော်တို့ငင်းငင်းချမ်းချမ်းဖြစ်စေချင်တာပါပဲဗျာငင်းငင်းချမ်းဆိုတော့နင်ကစစ်ကိုရက်ခိုင်းနေတဲ့သဘောလားစစ်ရက်လိုက်မှာကျွန်တော်တို့နိုင်ငံကြီးငင်းချမ်းတိတ်နင်ပဲစပိုက်နင်စစ်ကိုရက်ခိုင်းနင်ငေါငါဖြတ်မှာနော်နင်ကောင်းငါဖြတ်မှာโอเคနင်တခြားစဉ်းစားကြည့်တယ်ဒီတော့နင်တို့ကစစ်ရက်ချင်စေချင်မလားโอเคစစ်ရက်စေချင်ဒီလိုလှုပ်လိုက်ဟိုမပြစ်တလားပြစ်တလားတော့ထားလိုက်မပြစ်တလားပြစ်တလားတဟားမှလည်းမကြဘူး ပေါ်ဘူးလေဒီလိုလေမပြစ်တလားပြစ်တလားဆိုတော့နင်တို့ဘာမှစစ်သားတွေမှာလည်းလက်နက်တွေရှိတယ်ငါတို့ကချင်စစ်သားတွေမှာလည်းလက်နက်တွေရှိတယ်လေတို့မပြစ်ဖက်စစ်ပွဲကြီးရလိုက်ဒီလက်နက်တွေကတန်ကြီးကြိုက်ကုန်ဘာမှတုံးစားလို့ရမှာမဟုတ်ဘူးလေကောင်းလိုက်တာရှင်ရံတော်ဆူးရှာလိုက်အဲမပြစ်တလားပြစ်တလားဆိုတော့ဒီလိုရှိတယ်လေငါတို့စစ်ပွဲဖြစ်တော့ဒုက္ခတွေတွေမပေါ်ဘူးလားပေါ်နေတာအဲ့ဒါအေးဒုက္ခတွေတွေပေါ်တော့နင်တို့အမှုပညာသမားတွေဒုက္ခတွေစခန့်ရံပုံငွေဆိုပြီးကတ်လို့ရတယ်မဟုတ်ဘူးလားအာ ရန်ကုန်မှာလူစီအောင်ဒီလိုပြစ်ပေးတာဟလားအော်ကျွန်တော်တို့စီစီကားကားနဲ့အမှုပညာသမားတွေကဒီလိုကျွန်တော်တို့ကူညီခြင်းနဲ့စိတ်ရှိအောင်လို့ခင်ဗျားတို့ကဟိုမှာပြစ်ပေးတာပေါ့ငါတို့ကပြစ်ချင်လို့ပြစ်နေတာမဟုတ်ဘူးနော်နင်တို့တွေလူစီကားအောင်ရန်ကုန်မှာလှုပ်ပေးနေတာဟောဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့โอเคโอเคကျေးဇူးကျေးဇူးတင်ပါတယ်ကချင်ကြီးဟိုဘယ်ကနေပြီးတော့ကျွန်တော်တို့ဘွဲတော်တက်လာတယ်ဆိုတော့လေပြောပြပအောင်အဲကျွန်တော်ကချင်ပြည်နယ်မြစ်ကြီးနားကပါဘုရားမြစ်ကြီးနားမြစ်ကြီးနားမှာမနေနဲ့လीဘာဖြစ်လို့လဲ အနေရရှိတယ်မြကြီးနားမှာနေတာနဲ့ဘာလို့အနေရရှိရမှာလဲအာမြကြီးနားဆိုလို့ရှိရင်ခမဒီကနေပြီးတော့ဟိုဟာဒီဟာတွေအနေရရှိတယ်နော်ဘလို့အနေရရှိတာလဲအာခမလာဝယ်အောင်မယ်အဲ့မြကြီးကိုရေကာတာဆောက်ဖို့ပြောတာရေကာတာတော်တော်ပိန်းနေကြခမစာဆိုရှိတယ်မသိဘူးလေဘယ်စာဆိုလဲမြကြီးနားမှာရှိရင်အနေရရှိတယ်ဆိုတာစာဆိုနဲ့လာတာဘလို့စာဆိုလဲမြစ်တွေ့လင်တရုတ်ရောက်တောင်တွေ့လင်တရုတ်ရောက်ဆိုတာခမမကြဘူးလား တိကိစ္စပဲငါတို့ရှင်းမနိုင်ဖြစ်နေတာလေဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကြောင့်မို့ငါတို့ကပြင့်နေရတာဟာတော်ပြီလို့ပြောနေတယ်ဖြစ်နေတော့ကျွန်တော်ငင်းငင်းညံ့ညံ့ပဲဆွေးနေကြပါဘောเนาะအစည်းအဝေးဟုတ်ကဲ့ကိုယ်ခုံလေးကိုယူကြအောင်အော်မဆိုးပါဘူးခါနေတော့နေမဆိုးဘူးကိုယ်ခုံကိုယူရတယ်လို့တခါမှမကြဘူးဆက်လက်ပြီးတော့ကျွန်တော်တို့ရဲ့ငင်းငင်းဘွဲတော်ကိုကြောက်ရောက်လာတာကတော့ကရင်တိုင်းရင်သားကြီးဖြစ်ပါတယ်ကရင်တိုင်းတိုင်းကိုလက်ခုပ်တန်လေးနဲ့ကြိုဆိုပေးပါဦးဗျာကရင်ကြီး င်္ဂလာပါမင်္ဂလာပါဝေဟိုကင်ကြီးရဲ့နာမည်လေးနဲ့မိတ်ဆက်ပြီးပါဦးငါနာမည်စောဝိုင်းကျော်စောဝိုင်းကျော်စောဝိုင်းကျော်โอเคဟိုကင်ကြီးဘယ်ကနေလာလဲဆိုလေးပြောပြပါဦးညဝတီမြမအတန်လဲကောင်းလာပဲเนาะအမတီဖိုးပြောင်းလိုက်ပေါ့ channel 7ဟာပြိုင်ပွဲတွေရမ်းကောင်းတယ် star sport လည်းရှိတယ်လေအာဘောလုံးပွဲကြတော့အမတီဖိုးကမရတော့စကိုင်းနဲ့ကိုပြောင်းလိုက်ပြီနင်ဘာတွေပြောနေလဲဝေမဟုတ်ကရင်ကြီးကိုကျွန်တော်မေးတာဘယ်ကလာလဲလို့ညဝတီဘောလုံးပွဲကအခုစကိုင်းနဲ့ကပြမှာ အမတီဗီ4ပဲကြည့်မယ်ဆိုအဲ့ဒီငါးတန်းနဲ့ပြိုင်ဘယ်သူနိုင်ဘူးဘယ်သူမှမနိုင်လို့မကြည့်တော့ဘူးလို့ပြောနေတယ်ဥစ္စာမစ်ပါအဲမင်းတို့အမ်ပါတီဗီ4နဲ့ယဉ်နေတယ်ယဉ်နေတာပေါ့အဲယဉ်နေငါပြောပေးစမ်းပါဘာဖြစ်လို့တုန်းရှမ်းကြီးနဲ့တန်ဘယ်သူနိုင်တော့တပွဲလောက်လုတ်ပေးစမ်းဟာငါးတန်းနဲ့ပြိုင်ဘယ်သူနိုင်မဲကြားဘူးလေအစီဝဲလောက်မှလည်းမလုတ်ဘူးလားကအကုန်ကောင်းဖြတ်မှာနော်နေပါဦးကထိုင်ကြပါဦးထိုင်ကြပါဦးကျွန်တော်တို့ငိမ့်ငိမ့်ညံ့ညံ့လေးဆွေးနွေးရအောင်ငိမ့်ငိမ့်တော့မထိုင်နိုင်ဘူးဘာဖြစ်လို့မင်းတို့ကငိမ့်ညံ့ရေးပွဲကိုတတ်တာလား လွတ်တော်တက်နေတာလားဘာဖြစ်လို့လွတ်တော်တက်တယ်ဆိုရင်တော့ထိုင်ကုန်မှာအဲ့မှာပေါ့ရှမ်းကြီးလည်းအဲ့နေရနေပြီလေနော်ရှမ်းကြီးကတော့ပြဿနာရှာနေအဲကျွန်တော်မြဝတီဆိုတာကိုဖအံတို့